အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ဝတ်စုံလှလှလေးတွေအများကြီးနဲ့မိတ်ဆက်ပေးသွားမယ်ဘလော့ဖြစ်ပါတယ်ကဲပထမအုပ်ဆုံးအနေနဲ့ကျွန်တော်အရန်ကြိုက်ပါတယ်လှလိုက်တာเนาะအရန်လှတယ်ဒီမှာကြည့်ကော်လံလေးကိုလေးချိုးပြီးတော့ဒီအမိတ်ကလေးကိုတိတိကျကျတိတိချာချာလေးယူထားပေးပါရယ်။နော်ခါလေးကိုလည်းနည်းနည်းလေးရှည်ထားပေးပါရယ်ဒီဝတ်စုံလေးမှာ။နော်လက်ကလေးကိုလည်းဒီပါကြည့်ပါအောင်။အမိတ်ကလေးကိုပြန်ပြီးတော့ ယူထားပေးပါတယ်။ဘာမှပြောစရာမလိုဘူးเนาะဝက်သွားလိုက်တာနဲ့လူတိုင်းကလိုက်ငေးကြည့်ရမယ်ဝက်စုံလေးပါเนาะ။ ကဲဒီဝတ်စုံလေးကတော့အဲဝမ်ဆက်ကလေးနှစ်စုံစီစဉ်ပေးထားပါတယ်အဲဒီကချင်အစလေးနဲ့တစုံဒါလေးကတော့ပွဲတက်အတွက်ကောင်းမြတ်စီစဉ်ပေးပါဆိုလို့အဲပွဲတက်ဖို့အတွက်ကို dropping လေးတွေတိတ်တိတ်ကလေးတချမ်းဆောင်လေးယူထားပေးပါတယ် front list လေးတွေကိုနော်အထာကြကြလေးနဲ့သူ့နေရာလေးမှာသူပြန်ကပ်ပေးထားပါတယ်ကြည့်ပါအောင်ကျွန်တော်ရဲ့ dropping လေးရဲ့ ချော်မွှောတည့်ရမှုလေးเนาะเนาะလက်ကလေးတွေမှာလည်း plan list လေးတွေကိုအထာကြကြလေးပြန်ကတ်ထားတယ်အရန်လာပါတယ်เนาะပွဲထဲမှာထင်းကနေလင်းကနေဖြစ်မဲ့ဝတ်စုံလေးပါဒီဝတ်စုံလေးကတော့ခဲရင်ရောင်လေးပါအဲခဲရင်ရောင်လေးကိုအဲကျွန်တော်ကချုပ်ထားပေးတာဒီမှာကြည့်ပါအောင်เนาะကျဲသေးနှလုံးစင်လေးတွေနဲ့အရန်ဆရာကောင်းတာပဲเนาะသူရဲ့ ဟိုခြိထိုးထားတဲ့အပွင့်လေးတွေကိုအရှိနားလေးမှာရအောင်ယူထားပေးတယ်လက်ကလေးလေးကိုလည်းဒီနားလေးမှာအမိတ်ကလေးကိုရအောင်ယူထားပေးပါတယ်เนาะဒီမှာအမိတ်အပွင့်လေးကိုယူထားပေးပါတယ်เนาะအရန်လာတဲ့ကချင်ဝတ်စုံလေးဖြစ်ပါတယ်ဒီနေ့ဘလော့လေးကတော့เนาะကျွန်တော်ချစ်တဲ့လူတွေကိုကျွန်တော်ဝတ်စုံကိုးစုံတိတိမိတ်ဆက်ပေးမှာမလို့เนาะဝတ်စုံလေးတွေကိုဆက်ပြီးတော့ကြည့်ရှုကြရအောင်เนาะ အရန်ချစ်စရာကောင်းတဲ့အသားရောင်လေးနှစ်စုံပါအဲဒီဟာလေးရာလေးထူချောင်းမှုဟာတုံးလွာလုံးကြီးလေးတွေချုပ်ပေးထားတာပါဒါလေးရာအဲနောက်တစ်ခုကဒီမှာဆိုရင်လည်းเนาะရိုးရိုးရင်လေးပဲဒီမှာဖဲပြားလေးထုံထားတယ်ဒီမှာဆိုရင်လည်းเนาะလက်ကလေးကိုပဲဖောင်းထားပြီးတော့အောက်မှာအကုတ်ကလေးနဲ့နော်အရန်ချစ်ဖို့ကောင်းတယ်ဒါလေးကတော့လေပင်းကိုတစ်ထက်သေးဘွေနက်ကလေးကိုလဲထောင်လေးစီစဉ်ပေးထားတယ် ကဲလှလိုက်တာဒီမှာကြည့်ပါအောင်လက်ကလေးကိုယူထားเนาะအရန်လှတာပဲเนาะကြည့်ပါအောင်ဒီမှာဆိုရင်လဲဖဲကော်လန်လေးတွေကို3ဆင့်เนาะ3ဆင့်ယူထားတယ်ဒီမှာဖောက်ကျဲသေးသေးလေးတွေကိုလေတကယ်တတ်တဲ့ရကလေးဖောက်ထားတယ်ဒီမှာကြည့်အရန်လှတာပဲဒီမှာကြည့်ဖောက်ကျဲသေးလေးတွေကိုเนาะเนาะ အရန်လာပဲဒီလိုခြိသားလေးတွေကိုအဲ့လိုလေးချုပ်ဝက်လိုက်တဲ့အချိန်မှာเนาะတော်တော်လေးလှတယ်လို့ခံစားရတယ်ဒီမှာเนาะအမိတ်ကလေးကိုလည်းတုံးထားတယ်တုံးသွားလုံးကြီးလေးဆိုတော့เนาะအရန်ကြိုက်တယ်ကျွန်တော်ကပန်းမိတ်ကဲရံဝက်စုံလေးနဲ့စုံကိုဖန်တီးပေးထားပါတယ်ခြိသားလေးတွေပဲအသုံးပြုထားတယ်ဒီမှာခြိသားလေးတွေကလေ quality ကောင်းတော့ချုပ်ရတာအရန်လှတာပဲဒါလေးဆိုရင်เนาะကုတ်ကော်လန်လေးကိုပဲအဓိကထားပြီးယူထားတယ်တချံဆောင်လေးနောက်ကလေတောင်လေးเนาะနောက်တစ်ခုကလက်ကလေးကိုလည်းဒီမှာကြည့် နော်ကုတ်ကော်လန်ဂျိုးလေးနဲ့အဲဖောက်ကျဲသေးလေးပဲတုံးထားတယ်နော် classic ဖြစ်ဖြစ်လေးပဲဖန်တီးပေးထားပါတယ်နှစ်စုံစလုံးဒီဝတ်စုံလေးရလေးပို့ပြီးတော့လေးပန်းမိတ်ကြိုက်အောင်လေးပို့ပောက်ပါတယ်ကဲကော်လန်လေးကတော့အဲငပြောဘူးကော်လန်လေးပါဒီမှာဖောက်ကျဲသေးလေးကိုဒီမှာတိတိကျကျတေးတေးချာချာလေးမှာဖောက်ပေးထားတယ်နော်လက်ကလေးကိုလည်းဖယ်ပြားလေးနဲ့ နော်အရန် classic ဖြစ်တာပဲခြေသားလေးတွေကိုအဲ့လို classic ဖြစ်တာလေးချုပ်တာကျွန်တော်ပို့ပြီးတော့တဘောကြရတယ်ဒီခြေသားဝတ်စုံတွေအားလုံးကနော်ဆော့ဆော့အလေးစုံဝဒီနှစ်စုံကချစ်ရတယ်အမားတယောက်အတွက်ဖန်တီးပေးထားတာပါကျွန်တော်ရဲ့အစ်စ်အစ်စ်ဒီဇိုင်းအစ်စ်လေးတွေပါအရန်စိုက်တယ် เนาะကျွန်တော်ဘာမှမရှင်းပြစရာမတော့ဘူးအရာလာပဲเนาะဒီမှာကြည့်ပါအောင်ပန်းချက်သေးလေးကိုလည်းပပလဲလဲလေးထည့်ထားပြီးရယ်လေပင်လေးတွေကိုလည်းကက်ကက်ရဲရဲနဲ့အထာကြကြလေးเนาะဖောက်ထားပြီးရယ်ဒီမှာဆိုလည်းလက်ကလေးเนาะလက်ကလေးကိုလည်းအထာကြကြလေးဟိုတဆက်သေးဖြစ်အောင်ဖန်တီးပေးထားပါတယ်ကဲဒီဝတ်စုံလေးကတော့အဲကျွန်တော်ရဲ့เนาะနောက်ဆုံးပိတ်ဝတ်စုံလေးပါ ကဲပထောက်ဝါလေးပါပန်းချက်သေးကိုလေးပပရရရလက် classic ဖြစ်အောင်စီစဉ်ပေးထားတယ်။ level လေးရဲ့ဒီမှာဘွေနက်ကလေးဒါလေးကအနောက်ကဆွဲထားလို့နော်။ကဲလက်ကလေးကိုလည်းဘွေအပေါက်ကလေးနဲ့နော်အရန်လှပါတယ်။ကဲဒီနေ့ကျွန်တော်ချစ်တဲ့လူတွေအားလုံးကဒီ vlog ကိုကြည့်ပြီးအားလုံးကြိုက်နှစ်တက်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်ရဲ့ design အသစ်တွေကိုအများကြီးခြားပြထားတဲ့အတွက်ကြောင့်မလို့ပါချစ်ချင်းများစွာဖြင့်နောက် vlog လေးမှာပြန်ပြီးတွေ့ကြရအောင်နော်အချစ်တို့ရေ။